င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။မော်ရွာမှာပေါ်တောင်ဆွဲမှုပေါ်စွန်လာပြီးတရက်တဲလူငယ်30ကျော်ဖမ်းဆီးခဲ့ရ။သခိုင်းတိုင်းမော်အမျိုးပေါ်မှာဇေတက်ကပေါ်တောင်ဆွဲဖမ်းဆီးမှုတွေပုံမှုစွန်လာပြီးနိုဝင်ဘာ10ရက်တရက်တဲလူငယ်30ကျော်ဖမ်းဆီးခံလိုက်အောင်မျိုးကန်ဒီကပြောတယ်။နိုဝင်ဘာလ10ရက်ကမော်အမျိုးပေါ်မှာစကောင်းစီတက်ကအင်စီကရိုင်နဲ့ပေါ်တာလိုက်ဆွဲခဲ့ရညနေပိုင်းမှာတော့ဆက်မှုစုံကနေအလုပ်ပြန်လာတဲ့အလုပ်သမား10ဦးထက်မနည်းပေါ်တောင်ဆွဲဖမ်းဆီးခံလိုက်အောင်ဒေသခံတွေကပြောတယ်။ အလားတူနေ့လယ်ပိုင်းကလည်းမော်ရမျိုးတမစိတ်တီလမ်းဘက်မှာစိုက်တွဲနဲ့လာတဲ့အဖသုံးစလုံးကိုဆေးဥစုကပေါ်တာဆက်ဖန်စီသွားကြောင်းဒေသခံတွေကပြောတယ်။တမျိုးလုံးကိုမနက်ကနေညအထိပတ်ပြီးတော့ပေါ်တာဆွဲနေရကြောင်းမနေ့ကတရက်ထဲ30ကျော်ဖန်စီခဲ့ရပြီးအရေးအတွက်တိတက်များနိုင်ကြောင်းမြို့ခံတွေကပြောတယ်။ဒီနေ့မနက်လည်းစစ်ကြောင်းထုံးနေတဲ့အသီလမ်းဘက်မှာဆေးဥစုကစိုက်တွဲသမားတွေကိုဖန်စီနေလို့ဒေသခံတွေကပြောတယ်။ စကောင်းစီတန်းအပြီးခဲ့တဲ့တွင်ကြောတစောင်းတိုင်းကာလမှာမုံရမြို့မှာလည်းပျော်ပွဲရှင်ပွဲလုပ်ပေးပြီးပွဲတော်အပြန်လူငယ်တွေကိုပေါ်တာဆွဲခဲ့ပါတယ်။ဒါပြင်ယခုနိုဝင်ဘာလအတွင်းမှာလည်းဇေယောင်းပွဲတော် next stage show ပွဲကိုပြုလုပ်ပေးပြီးပေါ်တာဆွဲဖို့စီစဉ်နေကြောင်းတင်ရရှိတယ်။ ဆက်လက်ပြီးစစ်တပ်အတံမြန်ထိုးစစ်ကိုခံမှန်းပြင်ဆင်ပူပေါင်းရပါဝင်စစ်ရေးနိုင်ငံ၏စီးပွားရေးပူပေါင်းဆောင်ရွက်ပို့ချုပ်ထုံမြနိုင်တဲ့ချင်းချင်းနောက်စီပီဖွဲ့တို့ဆောင်ဆွေးနေအေးဆေးဦးစစ်ချုပ်ပို့ချုပ်ထုံမြနိုင်ပါဝင်အေးထိပ်ပိုင်ကောင်းဆောင်နေတဲ့ချင်းချင်းနောက်စီပီဖွဲ့တို့တွေ့ဆုံပြီးဂျပန်စစ်တပ်အတံမြန်ထိုးစစ်ကိုခံမှန်းပြင်ဆင်ပူပေါင်းရပါဝင်စစ်ရေးနိုင်ငံ၏စီးပွားရေးပူပေါင်းဆောင်ရွက်ဆင်နေခဲ့ကြောင်းချင်းချင်းနောက်ပြောရေးဆောင်ခွင့်ရှိသူစနိုင်းရောမန်ကပြောတဲ့ နိုဝင်ဘာလ10ရက်နေ့မှာပြုလုပ်တဲ့ချင်းညင်တော်ရန်မုံငွေရှာဖွေပွဲမှာ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီးအော်တိုဘာလတွင်ရင်းတို့တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း၎င်းထုတ်ပေါ်ပြောဆိုတဲ့အဆိုပါတွေ့ဆုံမှုနဲ့ပတ်သက်လည်းမှတ်တမ်းတပုံတွေထုတ်ပြရန်ရှိနေတဲ့ကြောင်းစလိုက်ရုံမှန်ကပြောပါတယ်။ရင်းစင်တွေပွဲမှာစေကောင်းစီရဲ့တံပြန်ထိုးစစ်စင်စစ်စင်လာနိုင်မှုအခြေအနေတွေကိုခံပန်းချပြင်ဆင်ကြပူပေါင်းဆိုင်အတီတွေကိုပူပေါင်းဆိုင်အကြိုက်ဆင်းနေကြကြောင်းသိရတယ်။ရင်းတွေးဆောင်ပွဲမှာဗိုလ်ချုပ်ထွန်းမြင့်နိုင်ပါဝင် URL ပါတီထိပ်ပိုင်ကောင်ဆောင်နေအာရခတက်တော်၏စစ်ရေးထိပ်ပိုင်ကောင်ဆောင်နေနဲ့တွဲဆောက်ခွင့်ရရှိပြီးယူရလီ၏ထိန်းချုပ်ထားတဲ့မြို့ငါမြို့လောက်ထိလွတ်လွတ်လပ်လက်ပဲခွင့်ရရှိခဲ့ကြောင်းသိရတယ်ကျွန်တော်တို့အကျိုးရှိဆုံးက ULA ပါတီကောင်ဆောင်ပိုင်းတွင်အကြီးအကဲတွေဆုံဆုံလင်းလင်းပဲ ULA ပိုင်းကရော AA ပိုင်းကရောအကုန်လုံးတော်တော်များများကိုပြီးခဲ့လေ90ပိုင်းမှာအဲ့လောက်ဆုံဆုံလင်းလာမရှိဘူးတဲ့ ။ဆောင်လင်မှုနဲ့ကျွန်တော်တွဲဆောင်ခဲ့ကြရတယ်။အဲဒီနောက်တင်စရာတစ်ခုကတော်လည်ကြီးကိုတို့ဘလို့ဆင်းဆင်းကြောဖြတ်လာလဲဘလို့တိဆောက်လဲဘလို့ခက်ခဲဖြစ်လာကြလဲဆိုတာတို့နဲ့ဆွေးနွေးခြင်းအပြင်ကိုယ့်အကိုရှင်ထိုးကြည့်လို့ရတယ်လို့စလိုင်းယောမန်ကပြောတယ်။တော်တော်တွေ့ဆောင်မှုကခဏလာတွေ့ဆောင်ခြင်းမျိုးမဟုတ်ဘဲအချိန်များစွာတွေ့ဆောင်ပြီးအပြန်အလှန်လက်ဆောင်တွေပေးရခြင်းမှတ်တမ်းတစ်ပုံတွေရိုက်ကူးခြင်းတို့လုံဆောင်ခဲ့ကြကြောင်းတွေ့ဆောင်မှုများအတွင်းသင်ယူစရာသင်ခန်းစာတွေလေ့လာစရာသင်ခန်းစာတွေလည်းရယူခဲ့ကြောင်းသိပေတယ်။ဒါရင်မီတင်လေးပြီးတော့လည်းမဟုတ်ဘူးမီတင်တွေ့ကြတယ်။ အများကြီးပြန်လဲစကားပြောပြီးနေလဲစားတဲခင်းကျွေးမွေးစားတော့ကြတယ်စားတော့နေတော့မှလဲစကားအများကြီးပြောဖြစ်ကြတယ်ပြီးတော့မှလဲစကားအများကြီးပြောဖြစ်တဲ့ဆွေးနွေးဖြစ်ပါတယ်ချင်းညင်အောင်ဖွဲ့မှာချင်းမျိုးသားကောင်စီမင်းတက်မင်းတက်ချင်းမျိုးသားဖွဲ့ချုပ်ဇွန်မီဖက်ဒရယ်စီယုံ CFUPDS ဆိုလန်ချင်းကောက်ွယ်တက်ကံပတ်လက် CDF ကံပတ်လက်မတူဘီတော်လေးဖွဲ့ချုပ် MRO CDF မတူဘီနဲ့မရာနေမျိုးချွေကောင်စီကိုပါဝင်ပါတယ်ဆလဘီရွှေကုတ်ကိုစားဖြံမျိုးတဲ့ကိုတီထောင်သူ BJS စောချစ်သူရဲ့ကိုယ်ခွေရနိုင်ငံတကာရာဇဝတ်တရားခံ ရှိစီချင်းကိုထိုင်းကရပ်ပောင်90တွင်တုပ်တုပ်လှည့်ပေးတော့မယ်။ကင်းပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရွှေကုတ်ကိုကြားဖြတ်လောင်ကစားမြို့တိတ်ကိုထူထောင်သူလည်းဖြစ်စစ်တလခန့်ကင်းနယ်ကြားဆောင်တက်ပြီးချက်ကောင်းဆောင်စောချစ်တွေကိုကိုရလည်းဖြစ်တဲ့နိုင်ငံတကာရာဇဝတ်တရားခန့်ကြားဖြတ်ကောင်းဆောင်ရှိစီချင်းကိုထိုင်းကရပ်ပောင်90တွင်တုပ်နိုင်ငံလှည့်ပြောင်းပေးတော့မည်ဖြစ်တဲ့ နိုဝင်ဘာလ10ရက်နေ့ထိုင်းနိုင်ငံရှိယူကန်တရားရုံးကနိုင်ငံတကာရာဇဝတ်မှုတွေပါဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ200ကျော်ကိုတရားမဝင်လောက်ကင်ခဲ့တဲ့ဈာပြန့်ဝင်လင်ကန်ရဲ့အဓိကကောင်းဆောင်ရှိစီခြင်းကိုတရားနိုင်ငံကိုလွှဲပြောင်းပေးရန်ကိစ္စအတည်ပြုဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီးရပ်ပေါင်း90တွင်တရားနိုင်ငံကိုလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။တရားနဲ့ကမ္ဘောဒီးယားနိုင်ငံသားအဖြစ်ခံယူထားရာဇဝတ်တရားခံရှိစီခြင်းကိုတရားနိုင်ငံကလောင်းကစားမှုတွေဈာပြန့်အွန်လိုင်းမှုတွေနဲ့အလို့ရှိနေခြင်းဖြစ်တယ်။သူက2022ခုနှစ်ဩဂုတ်လမှာထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ထိုင်းဆွဲကဖန်ဆီးရရှိခဲ့ခြင်းဖြစ်တဲ့ 2022ခုနှစ်နိုဝင်ဘာမှ၎င်းတရုတ်နိုင်ငံသို့လွှဲပြောင်းပေးရန်တရုတ်ကတောင်းဆိုခဲ့ပြီး2025ခုနှစ်အောက်တိုဘာ20ရက်နေ့မှာ၎င်းတရုတ်နိုင်ငံကိုလွှဲပြောင်းပေးရန်ထိုင်းဆိုရဖွဲ့ခြေကဥပဒေခွင်ကတည်ပြုဆုံးဖြတ်တယ်။ကမ္ဘောဒီးယားနိုင်ငံသားလည်းဖြစ်တဲ့တရုတ်နိုင်ငံသားရှိစီချင်းက call center နဲ့စားဖြန့်လောင်းစားလုပ်ငန်းတွေအတွက်ကမ္ဘောဒီးယားနိုင်ငံနဲ့မြန်မာနိုင်ငံမှာစားဖြန့်စီမံကိန်းမျိုးသစ်များကောင်းထွက်ပေါ်ခဲ့သူဖြစ်တယ်။ စစ်တပ်လက်အောက်ခံကိနေကျောင်းဆောင်တွက် PDF ခေါင်းဆောင်စောချစ်သူရှိစီချင်းလူမျိုးရေးအတွက်စုတောင်းပွဲကိုရွှေကုတ်ကမှ2024ခုနှစ်ဩဂုတ်လ17ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပြီး၎င်းကိုယ်တိုင်တောင်းရောက်တက်ရောက်ပြီးဝတ်ပြုစုတောင်းခဲ့တဲ့နိုင်ငံတကာလောင်းကစားငွေလိမ်လုပ်ငန်းတွေကြောင့်လူရှိခံနေရတဲ့ရာဇဝတ်တာတရားခန့်ရှိစီချင်းဘေးကင်းရန်ဂျမဆီယန်နဲ့ပြည်နယ်လူမျိုးရေးကိနေကျောင်းဆောင်တွက် PDF ခေါင်းဆောင်စောချစ်သူကရွှေကုတ်ကမှလူရချင်းရာနဲ့ချီတက်ရောက်ခဲ့အခမ်းအနားပြုလုပ်ဝတ်ပြုစုတောင်းခဲ့ခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့လောင်းလောင်း မြင်းမော်ရွာကိုစစ်တပ်ကစစ်ကြောင်းထုတ်လိုက်တိုက်ပွဲတွေဖြစ်ပွားနေပြီးရွာလုံးစုထွက်ပြေးနေရတဲ့ချောင်း66ရွာကိုစစ်တပ်ကမီးရှို့ဖျက်ဆီးတနည်းသာအတိုင်းလောင်လုံးမြို့နယ်မြင်းမော်ရွာကိုဂျန်ဖန်စစ်တပ်ကစစ်ကြောင်းထုတ်လိုက်တိုက်ပွဲတွေဖြစ်ပွားပြီးရွာလုံးစုထွက်ပြေးနေကြတဲ့တော်လင်းတဲ့မြေကပြောတယ်။နိုဝင်ဘာလ10ရက်နေ့မနေ့စောပိုင်းမှာလောင်လုံးမြို့ပေါ်မှာတက်ဆွဲထားတဲ့ဂျန်ဖန်စစ်သားတွေကမြို့နီးရှိမြင်းမော်ရွာကိုအင်အားလုံးရင်းနဲ့စစ်ကြောင်းထုတ်ဝင်ရောက်လာခြင်းဖြစ်တယ်။ထို့သောစစ်ကြောင်းထုတ်ဝင်ရောက်လာကြတော်လင်းတစ်ဖွဲ့နဲ့ဂျန်ဖန်စစ်တပ်တို့ တိုက်ပွဲတွေဖြစ်ပွားပြီးကျေးရည်ပြည်သူရာလုံးစုထွက်ပြေးတင်းဆောင်နေရကြောင်းရင်းချက်ဖက်စစ်တပ်စစ်ကြောင်းကလက်ရှိချိန်ထိညှင်းမော်ရဲမှရှိနေသေးပြီးစေတင်မာနေဆဲဖြစ်ပါတယ်။အလားတူတနင်္သာရီတိုင်းတရချောင်းမြို့နယ်၆ချောင်းရွာကိုလည်းဂျပန်စစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်ပြီးနေနေကိုမိရှုပ်ပြန်စီတော့ကြောင်းဒေသတွင်စေတရမြစ်ကပြောတယ်။နိုဝင်ဘာ9ရက်နေ့မှာမိတ်တဝဲလမ်းပိုက်ကိုအင်အားလုံးရင်းနဲ့စစ်ကြောင်းထုတ်လာတဲ့ဂျပန်စစ်တပ်က6ချောင်းရာကုန်ရောက်စီးနေမိရှုဖြတ်စီးခဲ့ကြတဲ့အကြောင်းထို့သောစစ်ကြောင်းထုတ်လာတဲ့ဂျပန်စစ်တပ်နဲ့ဒွန်လိုက်တပ်ဖွဲ့အထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက်စစ်သားတွေကနေကိုမိရှုသွားခြင်းဖြစ်ပါတယ် ဆက်လက်ပြီးဗမာမြို့ပေါ်ကိုစစ်ကောင်စီပုံကျဲနေစကိုင်းနယ်ဗမာမြို့ပေါ်ကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်နေရလို့ဗမာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖက်ကဖက်တောင်ရှိသူကပြောပါတယ်နိုဝင်ဘာလ17ရက်နေ့ကနေ9နိုင်ကနေ10နိုင်ဝိုက်တွဲလင်းနဲ့ပုံတွေပတ်ကျဲနေရလို့သိရတယ်မြို့နီးမြပြင်တိုက်ဖွဲ့တွေပြင်းထန်ကြနေတဲ့ဒါမှမဟုတ်စစ်ကောင်စီတန်းတဲ့အဆန်နေတဲ့ထိခိုက်မှုရှိပါကစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြင်းထန်လုပ်လို့ရှိရလို့ဗမာမြို့စီတရင်မြကပြောတယ်နိုဝင်ဘာ9ရက်တိုက်ပွဲမှာစစ်ကောင်စီတန်းတဲ့အဆန်နေတဲ့တပ်သားတွေတေဆောင်ထိခိုက်များပြခဲ့ပြီးအလောင်းတွေပါကျိန်ခဲလို့သိရတယ် ဒါအပြင်မြို့အနောက်ဖက်ခြမ်းကနေထိုးစစ်ဆင်လာစစ်ကောင်စီတမန်အင်အား900ဝန်းကျင်ရှိလို့စကိုင်းထပ်ပိုင်းစေတရင်မြေကပြောတယ်။မမောင်းမြို့ကိုစစ်ကောင်စီအမှတ်တေးစစ်ဒေသကုကဲမှုနဲ့ပြည်ကစတင်မ20ကတိမ်ပိုင်းခဲတာဖြစ်ပါတယ်။နိုဝင်ဘာလကွယ်ကစားပြီးမောင်မြင့်နယ်မှာစစ်စင်လုပ်ငန်းတွေတယောက်စားစားနိုင်ဖို့ည9:00နာရီကနေမနက်9:00နာရီထိညမထွက်အောင်ရာကန်သမရှိကာကွယ်ရေးတပ်တွေထုတ်ပြန်ထားပါတယ်။ ဆလဘီကြောက်စစ်ဘုံအမြောက်တပ်ဘက် UTV ပြန်လာတဲ့ကြက်ဘက်စစ်သားကြီးကြားပြတ်တိုက်ခိုက်ခံရစကိုင်းတိုင်းမှာမြို့နယ်သားစီကနေကြောက်စစ်ဘုံအမြောက်တပ်ဘက်ပြန်လာတဲ့အကြက်ဘက်စစ်သားကြီးလမ်းကနေကြားပြတ်တိုက်ခိုက်ခံရလို့ဗုဒ္ဓလူမျိုးနဲ့တပ်ပေါင်းစစ်စစ်ကြောင်းသတင်းထုတ်ပြန်နေမနက်ရှိနိုင်ခွဲမှာအရာ80ကျော်ပါကြက်ဘက်စစ်အုပ်စုကိုဒေသတော်လှန်ရေးဘော်တွေကထမ်းပေတရကိုပင်ရွာနဲ့ထမ်းပေလာရနီမာလက်ပြတ်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲတွေမှာကြက်ဘက်စစ်အုပ်စုဝင်တွေထိခိုက်ကြဆုံးမှုရှိခဲ့ပြီးအထိနာသွားကြောင်း ကျောက်စစ်ပေါ်များတက်ကနေလက်နက်ကြီးပစ်ကိုပေးခဲ့သလိုနောက်မြောက်တိုင်းစစ်လာနာချုပ်ကနေပရမော်တာနဲ့စီနေပုံတိကျကျတိုက်ခိုက်ခဲ့ပြီးထိခိုက်ဒဏ်ရာသူတွေကိုတပ်များကကားနဲ့လာခုံသွားလို့သိရတယ်။ဒီစစ်စင်ကိုဗုဒ္ဓလင်းမြို့နယ်တပ်ပေါင်းစုစစ်ကြောင်းမွေရမြို့နယ်တိုင်းနယ်ကမွေရခိုင်တန်ရင်ဆက်ရှိတို့ကပူးပေါက်တိုက်ခိုက်ခဲ့ရလို့သိရပါတယ်။နားစင်အားပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါတယ်။